အားကောင်းသောလေဖိအားနေရဝန်အခြေအနေအတိပေးချက်ငားကန်က2025 1389ခုကစုံလပြည့်ကျော်73ရက်2025ခုနှစ်မေလ24ရက်တအားကောင်းသောလေဖိအားနေရဝန်အခြေအနေယနေ့မြန်မာစံတော်ချိန်6 နာယီအချိန်တိုင်းထွာချက်များအရမင်္ဂလာပင်လေဩအနောက်အလဲပိုင်းရင်းနှင်းဆက်ဆက်နေသောအိန္ဒိယနိုင်ငံအန္ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေနီးတွင် ဖြစ်ပေါ်နေသောအားကောင်းသောလေဖိအားနည်းရဝန်း Well-marked low pressure area ဒီဆက်လက်တည်ရှိနေပါသည်။ခမန်းချက်အဆိုပါအားကောင်းသော လေဖိအားနည်းရဝန်းသည် လာမည့်90နှစ် နာယီအတွင်းအိန္ဒိယနိုင်ငံကန်ယိုရန်နှင့်ပြိုင်မြောက်ရှေ့မြောက်ဘက်သို့ဖြင်းင်းစွာဆက်လက်၍ရားနိုင်ကာပုံမအားကောင်းလာနိုင်သည်ဟုခန့်မှန်းရပါသည်။သုံးမြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်နိုင်မှုအဆိုပါအားကောင်းသော လေဖိအားနှင့်ရဝန်း၏အချိန်ကြောင့်ဖြစ်ပေါ်လာသောအားကောင်းသော အပူပြန်တက်တိမ်တိုင်များကြောင့်၎င်းအရှိလေဝေလိုင်းများကြောင့်၎င်းမုတ်တုံလေဆက်လက်ဝင်ရောက်နေမှုကြောင့်၎င်းယနေ့မှစ၍၄၃၆ 2025ရက်နှစ်အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းကနေရာကွဲ၍မိုးကြီးခြင်းဒေသအလိုက်မိုးကြီးခြင်းလျှက်စီးလက်ခြင်းမိုးချိန်ခြင်းမိုးတီးကြွေခြင်းမိုးကြိုးပစ်ခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါသည်။ကိုယ်စိတ်နှပြကျန်းမာရွှင်လန်းကြပါစေ။